တဝယ်ရင်နဲ့စိတ်ကန်းနဲ့အထူးစည်းဝါးရေးဆောင်အတွင်းမှာရှိနေတဲ့ရေဖြူမြို့နယ်ချားခန်းကျေးရွာဟာရာသီအလိုက်ငါးဖမ်းပြီးဂွေးငပိခေါ်ပဇွန်ငပိလုပ်ငန်းလုပ်ကံနေသူတွေများပါတယ်။အဲ့ဒီရွာဟာစီမံကိန်းနဲ့မလွတ်တာကြောင့်စီမံကိန်းအကောင့်အထက်ဖော်နေတဲ့အီတလီယန်ထိုင်းကုမ္ပဏီကရွာသူရွာသားတွေကိုရောကျေးပုံစံအမျိုးမျိုးပေးထားပြီးသားလို့သိရပါဗျ အဲ့ဒီရွာဟာတဝယ်ကနေထိုင်းနိုင်ငံကန်ချနာပူရီမြို့အထိဖောက်လုံးမဲ့ကားလမ်းရဲ့အစနေရာလည်းဖြစ်ပါတယ်။ရွာသားအတော်များများကရော်ကျေးနေတာကြောင့်ပြောင်းရွှေ့ဖို့ညှင်းဆန်နေတာလို့လည်းသိရပါတယ်။အဲ့ဒီတန်ငါသေးတွေဟာမပြောင်းရွှေ့သေးတာကြောင့်တရားစွဲဆိုခံထားရတယ်လို့လည်းသိရပါတယ်။တရားစွဲဆိုခံထားရသူတို့ဖြစ်တဲ့ဒေါ်ယုကမီယိုဖလာအစင်အလာအတိုင်းရာတီဘုံငပိလောက်ကင်ဘုံကိုအခုလိုပြောပါဗါတယ်နေတနေကုန် ။တနေ့ကိုလှက်လို့မရရင်နော်နေ့နော်တနေ့ဆက်ဆယ်ပြရလားရဲ့။လှက်လို့မကုန်ရင်နော်တနေ့ဆက်ပြထောင်းရပြထုံးပြတော့မတော်ပိတ်သားကို2500ရွန်ရဲ့နေ့ထောင်းနေ့ထောင်းကလာရွန်ပြီးပြန်သူတို့ဝယ်အောင်ဖြစ်ကြမတော်ကပြန်ထောင်းပြန်ထောင်းပြအေးလေးနဲ့ပြန်ထားနောက်တစ်ခါမျိုးပေါ်မျိုးမျိုးတယ်ဝယ်လဲပိုးရဲမျိုးမျိုးပေါ်အဲ့ဒီလည်းမျိုးပေါ် လွန်လောဆယ်ခြားခန့်ကျေးရွာသား၅ဖက်၄ပိုင်ရှင်၃ဦးကိုတရားစွဲဆိုခံထားရပြီးမပြောင်းပေးရင်ကြံတဲ့သူတွေကိုတရားစွဲမယ်လို့သိရပါဗျ။အဲ့ဒီရွာမှာပဲလောက်ကန်စားတော့ရတာအဆင်ပြေတဲ့အတွက်အခြားဒေသကိုပြောင်းရွှေ့ရမယ်ဆိုရင်အဆင်မပြေနိုင်ကြောင်းခြားခန့်ကျေးရွာသားတွေကပြောပါဗျ။ရင်တို့ကနာကုန်းနေဆိုရင်တို့ကကောင်းတာပေါ့။လောက်စားကင်ကြရတာလငါဆက်ပြေတာပေါ့။သူတို့ကဒီမှာမနေရဘူး။ဟိုဘက်ပြောင်းပေးမယ်ဆိုတာပြွတ်နေရပဲနော်။ တန်းကြီးဆိုဒီမှာလည်းဒီမှာလည်းလုံးနေကြနေရဆိုတော့ဒီမှာပဲသဘောကျပါဆွာလို့မှလို့လည်းခက်ခက်မရှိဘူးကိုတို့သူတို့လာမှာပဲခက်ခက်ရှိရဲ့တို့တို့ထဲနေလာပြီးအမျိုးမျိုးကုမ္ပဏီတွေလာမှာပဲမတို့ဟာမျိုးသူပြတူကြမှုနာနေရဲ့သူပြမတို့မျိုးခက်ခက်တို့တို့ပြောရဲ့တရားစောရဲ့တို့လည်းမတို့လည်းအမျိုး တငါတန်တူးကတော့ရွာကပြောင်းရွှေ့ပေးရမယ်ဆိုရင်တန်ရာတန်ကြီးပေးရမယ်လို့အခုလိုပြောပါတယ်။သူတို့ရွှေ့ကြလို့ရှိရင်တော့ရွှေ့ပေးရမှာပေါ့။ငါဖားလို့ဆင်မပြီးဘူး။ပတ်စပ်ပေးပါလေ။ပတ်စပ်ရေးပေးပါ။အဲဒါကြီးပေးပြီးလို့ရှိရင်ဒီရလူတွေထွက်ရမှာပေါ့။ပြီးလို့ရှိရင်တော့ဒီလိုပဲဆက်လုပ်နေမှာပေါ့။ဒီလိုပဲဒီလိုပဲလုံးလုံးပြီးတော့သူတို့စားနေကြတယ်လေဗျာ။အဲ့ဒီခြားခန်းကျေးရွာမှာငါးဖမ်းလုပ်ငန်းနဲ့အတက်မိုးဝမ်းကြောင်းပြုနေတဲ့အိမ်ထောင်စုပေါင်း၁၀၀ကျော်ရှိတယ်လို့သိရပါတယ်ရှင်။